ကဲဒီနေ့ line ပေါ်မှာနာမည်ကြီးနေတဲ့တမီးဆိုးပေါ့နော်တမီးဆိုးကိုသူ့အတူညီမကြီးပြန်သွားတယ်တမီးဆိုးဘာမှကျွန်တော်လည်းမသိဘူးဟောင်းဘွားဘွားပြောနေတာကိုကြားတယ်နားလည်းနားမထောင်ကြည်လည်းမကြည့်နော်အဲညီမကြီးပြန်သွားတယ်ဖန်ခံထိတယ်ကြားကြား तू ့ညီမကြီးဘာသွားလို့လာလဲလို့ကျွန်တော်လာပြောတယ်အဲအစ်တင်ကိုနဲ့ချိန်ပြီးတော့မှဆိုနဲနေတယ်လို့ဖန်ခံထိတာဟမ်ဖန်နဲ့လူအပြစ်မဟုတ်တော့ ဘာဒီခွေးတွေကကြိုက်ပါတယ်ဆိုရင်ခွေးကြိုက်တဲ့ channel ကိုဝင်သွားတာကြိုက်တဲ့ခွေးအပြစ်လားဝင်တဲ့သူအပြစ်လားရှင်းရှင်းလေးဒီခွေးတွေကကြိုက်တယ်နော်တခင်းလားတခိုးလားလူဆိုးလားလူကောင်းလားဒီခွေးမသိဘူးဒီခွေးတွေကကြိုက်တဲ့ခွေးတွေနော်အဲ့ဒီ channel ကိုအမှအဲ့ခွေးတွေရှိတယ်အဲ့ channel ကိုဝင်သွားတယ်ဘာလို့လဲခွေးတွေကြိုက်မော်အဲ့တော့ကြိုက်တဲ့ခါထူးဆန်းမထူးဆန်းဘူးလေဒါမှထူးဆန်းတာပါလေအဲ့ဒီဟာကိုငါငါကာကြီးနဲ့ပါဖွင့်နေဆိုတော့ ဒီလက်ရှိ CRPH IUG တို့နဲ့ဆက်သွယ်လို့ဘာဖြစ်တာအောင်များဖြစ်လာလို့ဆိုပြီးတော့ငါငါကကြီးနေမှာနိုင်ငံရေးပုံမှန်တဲ့ဖွင့်အောင်အဲ့ဒီတမီးစိုးကနိုင်ငံရေးအတွက်ဘယ်နေရာမှာပါလုပ်နေလို့လဲဟမ်ဘယ်အဖွဲ့အစည်းကိုထောက်ဖို့လုပ်နေလို့လဲဘယ်လိုင်းပေါ်မှာတော့တော်လိုင်းဘက်ကဝင်ရနေလို့လားကျွန်တော်တွေ့တာတော့တော်လိုင်းဘက်ကလူတွေတိုက်ခိုက်နေတာတွေ့တယ်ဟမ်တော်လိုင်းလုံနေတဲ့လူတော်လိုင်းမှာထောက်ဖို့လုပ်နေတဲ့လူတွေနော်တော်လိုင်းမှာအရေးပါတဲ့လူတွေကိုပုံစုံပတ်သက်ပြောပြီးထောက်တိုက်ခိုက်နေတာပဲတွေ့တယ်အဲ့လိုဟာမျိုးကိုနိုင်ငံရေးပုံမှန်တော့တတ်တယ်ဆိုတော့ နိုင်ငံရေးပုံမှန်ဆိုတာဖားတယ်ဖားကောင်းဝင်ရင်ပြီးသွေ့ရလူကောက်တက်လို့ရတဲ့ပုံပုံမှန်မဟုတ်ဘူးနော်မင်းတို့စစ်ခွေးတယ်လို့သိလားမရင်းကောင်းလဲအပွင့်တင်မီးရှို့တဲ့ကောင်းလဲအပွင့်တင်ဓမြတိုက်တဲ့ကောင်းလဲအပွင့်တင်တင်ချင်တဲ့တင်လို့ရတဲ့အပွင့်မဟုတ်ဘူးနိုင်ငံရေးပုံမှန်ဆိုတာနော်အဲ့တော့တော်တော်တော့စိတ်ပြဖို့ကောင်းတယ်အဲ့တည်င်းကြားတာဥပမာတည်င်းကိုဖတ်ပြမယ်တပီးစုံနဲ့ပတ်သက်တဲ့တည်င်းကို စစ်ကောင်းဆောင်မင်းအောင်နိုင်နှင့်စစ်တပ်ကိုတိုက်ခတ်ကြဆင်မှုဖြင့်တမီဆိုခတက်ကိုကိုကိုနိုင်ငံတော်အကြီးအကျယ်ပြည့်စင်မှုပုံမှ905ကကြီးဖြင့်ထမှန်အမှုဖွင့်လိုက်ပြီးစစ်တွေ၏ဥပဒေပုံမှ66ကကြီးကိုပါတခါတည်းအမှုရင်ဆိုင်ရမည်ဖြစ်ကြောင်းတမီဆို၏မိတ်ဆွေဖြစ်သူကရန်ကုန်ခေတ်ပြည်သတင်းဌာနတံပြောဆိုတယ်အွန်လိုင်းပေါ်တွင်မင်းအောင်နိုင်နှင့်မိမကြည်ကျူလှအပါအဝင်စစ်အရာရှိများကို တိတ်ခါကြစီရန်ပြောဆိုခဲ့သည့်အမှုဟောင်းများဖြင့်တိုင်ကြားခံရသောအမေရိကန်နိုင်ငံသူတမီဆိုခတ်တက်ကိုကိုအာအော်တိုဘာ12ရက်နေ့ရန်ကုန်လေစိတ်တွင်ဖမ်းဆီးပြီးပြူးတွင်ရဲစခန်းသို့အော်တိုဘာလ13ရက်နေ့တွင်ပို့ဆောင်ခဲ့ကြောင်းတမီဆိုနှင့်အေတင်ကိုကအမှုဖွင့်ဆွဲဆိုထားသောစက်တွေဥပဒေပုံမှန်66ဂါကြီးအပြင်နိုင်ငံတော်အကြီးအကျယ်ဖြစ်စဉ်မှုပုံမှန်905ဂါကြီးကိုပါတခါတည်းအမှုရင်ဆိုင်ရမည်ဖြစ်ကြောင်းသိရသည် အမိဆုံးကိုပြင်ဦးလွင်ရဲစခန်းတွင်စစ်တပ်မှအရာရှိတဦးကအမှုဖွင့်ထားခြင်းဖြစ်သည့်လက်တလော့ကျမ်းမာရေးမကောင်းဟုသိရှိရသည်။တမိဆိုး၏မိဆွေဖြစ်သူကရှင်းပြတယ်။မစားနိုင်မတောင့်နိုင်ဘူးကျမ်းမာရေးမကောင်းဖြစ်နေတယ်လို့သိရတယ်။ရှင်းနေတွေဘာတွေငှားခွင့်ရှိတယ်ဆိုပြီးသက်ဆိုင်ရန်ကပြောတယ်ဟုတမိဆိုး၏မိဆွေဖြစ်သူကပြောတယ်။ယနေ့စစ်တပ်၏ဝါဒဖြန့်သတင်းစာတွင်တမိဆိုးကိုရွှေတက်ဖေဖော်အကောင့်မှနိုင်ငံတော်တည်ငြိမ်ရေးနှင့်အေဂျင်ရေး ပြပြားစီရန်အတွက်ရေးသားဖြန့်ဝေမှုဖြင့်အော်တိုဘားလ17ရက်နေ့တွင်ပြည်ဦးလွင်ရဲစခန်းကအမှုဖွင့်ထားကြောင်းစစ်တပ်ကသတင်းထုတ်ပြန်ထားတယ်။အော်တိုဘားလ17ရက်နေ့နာနဲ့9:30မိနစ်အချိန်ပြည်သူဆိုင်ရာမြန်မာလေကြောင်းခီးစဉ်အမှတ် HM 335ဖြင့်ရန်ကုန်လေစိတ်မှထိုင်းနိုင်ငံတူနာဘူမိလေစိတ်တို့ထွက်ခွာပြီးတက်ကုတ်ကိုတမီးစိုးကိုစစ်တပ်ကရန်ကုန်လေစိတ်တွင်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။တမီးစိုးမှအမေရိကန်နိုင်ငံသို့ဖြစ်ပြီးဖမ်းဆီးခံချိန်တွင် တားဖြစ်သူနဲ့ခင်ပွန်းဖြစ်သူတို့မှာပြီပတွေကြံရင်ခဲ့တယ်အဲ့တော့တမီးဆိုးဟာတဲ့ငကိုကျူကျူလှကိုပြောထားတဲ့စကားရှိတယ်ဆိုတော့အဲ့တော့ကျူကျူလှကိုပြောထားတာနဲ့နိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုပုံမှန်ဆွဲတယ်ဆိုတော့ကျူကျူလှဟာနိုင်ငံတော်လားလက်ရှိကျွန်တော်နိုင်ငံမှာလေအဲ့ဒီနိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုဆိုတဲ့ပုံမှာကျွန်တော်စောင့်မြင်ကတ်ဆုံးပဲပုံမှာပဲလားဟမ်နည်းနည်းဖြင့်နိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုအမေရောက်နိုင်အောင်တွားဆဲနိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုအဲ့ဒီကုမေကိုလို့ဖေလို့မာတွေကနိုင်ငံတော်အကြီးအကျယ်လားဟမ်နိုင်ငံတော်ကိုစားပြူလား နည်းနည်းဖြစ်လို့ရှိရင်အတွေ့အပုံမှန်ကောက်ပြီးမင်းအောင်နိုင်သွားမဆင်းနဲ့နိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုဟမ်သူတို့စစ်ဘုံချုပ်တက်တက်ကိုသွားမဆင်းနဲ့နိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုအဲ့ဒီမအေလို့တွေရဲ့နိုင်ငံတော်လားကဲပြောပါဦးဒီအဲ့ဒီအပုံမှန်စောက်လင်းကပ်ဖို့အကောင်ဆုံးယုံဖို့အကောင်ဆုံးပုံမှန်နာမည်ကြားလာတယ်ကျွန်တော်ယုံတယ်ဟမ်အဲ့တော့ဂျူဂျူလှစောက်ခေါ်မအိုတွတ်တူဆဲတာဂျူဂျူလှနိုင်ငံတော်မဟုတ်ဘူးเนาะနိုင်ငံတော်ကိုကိုစားပြုတဲ့ဖာတယ်ဟိုခေါင်းဆောင်တော့အဆင်မရှိဘူးဂျူဂျူလှအဆင်ရเนาะအရင်ခေတ်ကဆိုရင်ပြည်သက်သာဆိုရင်တိုင်းပါတယ်ပြည်တန်းစား နော်ဖာတယ်ကိုပြည့်တစာခေါ်တယ်ပြည့်တစာဆိုတာသူများနိုင်ငံကုံတယ်တထေမူကြီးမက်ရတင်နာပတိစတဲ့ဖြင့်နည်းနည်းကြီးပိုင်းရင်လာရင်တီခင်းဧခန်တဲ့အဲမှာအဲဒါနိုင်ငံတော်ရဲ့အစင်တန်းစာအဖြစ်ထည့်သွင်းပြီးတော့ချောမောလှမ်းပါတဲ့မိမပြိုတွေကိုအဆောင်အချောက်ရွှေရန်တင်းပင်းနဲ့နော်သူ့ရဲ့တတိတနန်းထားပြီးတော့သတ်မှတ်တာအဲ့ဒါပြည့်တစာဂျူဂျူလာအစင်ရတိုင်းပြည်အတွက်အဲ့ဒီပြည့်တစာအစင်တော်မရှိဘူးအကောင်းပြောတာသူတို့စစ်ခွေးတွေလောကမှာလာအမေကျူအမေကျူဆိုပြီးတော့ဒီစောက်ခေါမကိုပွဲထုတ်နေတာ ဟမ်သူများနိုင်ငံတွားကြည့်တစ်ဖက်တစ်ဖက်ပေါ်လေဘင်းပတ်ပြီးတော့ LBA ပခုံးချိန်ပြီးတော့စောက်ခွက်ကကြက်တရေကိုရှိတဲ့ရုပ်မဟုတ်ဘူးအဲ့တော့သူတို့ကသူတို့ဖြစ်တဲ့ကိစ္စသူတို့သူတို့ဖြစ်တာကအကြောင်းမဟုတ်ဘူးဘာလို့လဲတသက်လုံးတော်လန်ရေးကိုစဲဆိုပြီးပြောလာတဲ့သူကိုတော်ဒီနိုင်ငံတော်အချင်းချင်းပြည့်စင်မှုနိုင်ငံရေးပုံမှန်တတ်တယ်ဆိုတော့ဟိုနိုင်ငံရေးဆိုတဲ့အရာကိုမှိမ့်မိန်ပြည့်အောင်လုပ်တယ်လို့ပဲကျွန်တော်တို့ကထင်တယ်နော်လက်ရှိမင်းအောင်နိုင်ခေါင်းဆောင်တဲ့အဖွဲ့ဟာသူတို့မှပရိသတ်မရှိတော့ ပေးတယ်မရှိဘူးဘာလို့ဆိုမင်းအောင်နိုင်အခုကြည့်ဇော်ဘုံဟိနော်ဇော်ဘုံဟိတို့ဘာတော့အကုန်ဖမ်းပြီးတော့အထက်ထည့်ထားတယ်အခုသူတို့ကိုပြောနေတဲ့ကိုမောင်မောင်တို့နော်ကိုမောင်စိုးတို့ပြပဒီဘောမတွေပေါ့ဒီလူတွေဟာတသက်လုံးစစ်တပ်ကိုအမာခံဘောမလာတာဒါပေမဲ့သူတို့ကိုပြောကြည့်အခုအဲ့မောင်မောင်တို့ကိုသွားဖမ်းဖို့စီးဖို့တတ်ဖို့ပြတ်ဖို့ပြောလို့တပေါ်ကြီးသူတို့ဘောမှချင်းချင်းအဲ့တော့ဒီကောင်နေအုပ်စုဟာလေအတိတရားကိုလုံးဝမဲ့နေတဲ့အုပ်စု ဒါပေမဲ့တို့ရောတို့အတိတရားမဲ့တို့ချင်းချင်းတို့ရောတို့ကြိုက်တယ်လို့လို့ဒီတော်နိုင်ရဲ့အတိုင်းဝိုင်းမှာရှိတဲ့သူတွေတဒားတဲ့ဒီဟာကိုလာထည့်တွင်းတာတော့ဒါကတော့စိတ်ပြုတ်ဖို့ကောင်းရုံပြင်ဟိုပြောတဲ့စကားမရှိတော့တမီးစိုးလိုဟာမျိုးဟာရှိတယ်အခုလက်ရှိလက်တော်နိုင်ရင်မှရှိတယ်ပြောလိုက်ရင်တော်နိုင်ရင်ဘက်ကအတော်နိုင်ရင်မှထောက်ဖို့လုပ်နေတာတော်နိုင်ရင်ကိုအာအပေးတဲ့သူစသဖြင့်အဲဘောမတွေကိုဆဲပြတာပေါ့စစ်ကောင်းဆောင်တွေကိုဆဲပြတယ်တစ်ဖက်မှာနည်းနည်းပါးပါးဆဲပြတယ်ဒါပေမဲ့တရားမှာ 69လောက်ကဘာလို့လဲဆိုတော့တော်လှန်ရေးဘက်ကိုဖောင်းထုတ်တယ်။သူတို့ကတော်လှန်ရေးဘက်ကလို့ပြောတယ်။အာပြည်သူဘက်ကမခံစားနိုင်တဲ့ပုံစံမျိုးနဲ့သူ့ရဲ့နော်ပါစင်နဲ့တရားမှာ69ကတော်လှန်ရေးဘက်ကိုဖောင်းထုတ်တယ်။တရားကိုင်းလုံးကအဲစစ်တပ်ဘက်ကိုနည်းနည်းပါးပါးပြောခဲ့တယ်ပေါ့။အဲ့တူတူတော့တော်လှန်ရေးဘက်ကလို့ပြောတယ်။အဲ့ဒါတော်လှန်ရေးဘက်ကဖြစ်တယ်။ကျွန်တော်ပြောမြန်မာပြည်မှာအမေတားပါအမေတမီးပါအရင်ပြောကြတယ်။ကျွန်တော်ကျွန်တော်ကျွန်တော်အမေတားပါလို့ကျွန်တော်တုံးကျင်တယ်။ကိုမေကိုဒေါ်အောင်ဆန်းစုကြည်ချစ်လို့ ကိုမိဘလိုမျိုးပဲအမေတော်အောင်ဆန်းစုကြည်ဒါပေမဲ့မတုံးရဲဘူးဒေါအောင်ဆန်းစုကြည်ဖြစ်စေခြင်းနဲ့တားတယောက်ဖြစ်နော်အကုံလုံးကအစအချစ်ဇာတိကဘိုင်းရအစနေမှုထိုင်မှုကျွန်တော်တောက်ဆမ်းမှုယူကြီးကျွန်တော်တောက်ဆမ်းမိပြီကျွန်တော်တောက်ဆမ်းမှုယူတာဒေါအောင်ဆန်းစုကြည်ကြိုက်တဲ့အလုပ်ဟုတ်တယ်မလားအမေတားဆိုရင်အမေကြိုက်တဲ့ပုံစံတိုင်းဖြစ်ကမှာအဲ့ဒါအမေသားဗဇက်ကဖြစ်လိုက်လို့ကျွန်တော်ဖြစ်လို့မရအောင်ဒီလိုပဲတော်လှန်ရေးဘက်ကပါလို့ပြောလိုက်မယ်ဆိုရင်တော်လှန်ရေးကိုအကျိုးပြုနေတဲ့သူပဲဖြစ်ကမှာ တော်လှန်ရေးကိုဘာအကြောင်းနဲ့မှတိုက်ခိုက်နေတဲ့လူမဖြစ်ကောင်းမင်းဟာတော်လှန်ရေးဘက်ကလို့ကိုယ့်ကိုခံယူနိုင်ရင်မင်းဒီတော်လှန်ရေးအတွက်တထောက်တနေရာကအကျိုးပြုနေတဲ့တူဖြစ်နေရမယ်ဟာပြည်သူဘက်ကနာရာနဲ့ဟုတ်လားတော်လှန်ရေးကရေချင်းကြလာတော့တိုင်းပြည်နာတော့မခံနိုင်တာနဲ့ဆိုအဲ့ဒါဆိုရင်တော်လှန်ရေးစဖြစ်အောင်လုပ်တဲ့တူတွေသွားပြောလေဟုတ်တယ်နော်ဒီဒီတိုင်းမျိုးကိုပြဿနာဖြစ်အောင်စခဲ့တာအခုလိုမျိုးဒီသွေးထွက်တန်ယိုသွေးချောင်းစည်းအောင်စခဲ့တာဒီတော်လိုင်းဘက်ကလူတွေမဟုတ်ဘူး တိုင်းအေးချမ်းနေတဲ့တိုင်းပြည်ကိုဘာလုပ်လဲမဲလိမ်မဲဖို့တယ်ဆိုပြီးတော့အာဥပဒေမဲ့အာနာသိမ့်တယ်ဥပဒေမဲ့အာနာသိမ့်တာတော့ဒီပြည်တို့ကချက်ချင်းလက်နက်ကန်ပြီးထွက်လာတာမဟုတ်ဘူးတုံးရက်တိတိအတန်တိုက်တပိတ်ဆိုပြီးတော့ကိုယ့်အိမ်မှာကိုငြိမ်တိတ်နေကြပြီးတယ်ဟမ်ဆက်ချကန်တိဒါဒါလောက်ရိုးသားတဲ့ပြည်သူဘယ်နိုင်ငံမှာရှိသေးလဲဟမ်အတန်တိုက်ပြီးတော့တုံးရက်တိတိနေပြီးတယ်အမေဘလူးထဲလိုက်တဲ့ဂျင်းလည်းမတူဖင်နဲ့အတောက်လိုက်ဝင်တာပေါ့ဟမ်ကိုယ်တွေမပါတယ် အာတန်တန်တိတ်လို့ရှိရင်လည်းအန္တာပဲပြန်မယ်ကိုကတန်တိတ်လို့ရှိတယ်ဟိုကိုမေကိုလိုးတွေကအမဘာလုပ်လဲအဲအစိုးရတွေဖွဲ့ပြီးအကုန်လုံးပပပပပပြင်ဆင်လိုက်ပြီးတော့အကုန်လုံးထုတ်ကန်လိုက်ကောအာတုံးရပြည်နေနေမှဟမ်ဣတိနာမောင်တို့ဘာတို့ကထွက်ပြီးတော့ဆန္ဒပြတဲ့အချိန်မှာအဲ့တော့ကြမှာဆန္ဒထွက်ပြကြတယ်။ဟောတပြည့်ပြည့်နဲ့ဆန္ဒပြတယ်အားကောင်းလာတယ်။ဒါပေမဲ့ဣတိဇာမောင်တို့ထွက်ဆန္ဒပြတဲ့ကနေသူတို့စစ်တပ်ကလက်နဲ့စစ်နဲ့မပြစ်မရှင်းပြည်သူဟာအဖြတ်မှောက်လုပ်ငန်းတွေလုပ်ခဲ့တာ လက်နဲ့ကင်ဖို့မမင်းပြောနေဦးနော်အခုလက်ရှိလက်နဲ့ကင်တဲ့လူတွေကိုစောက်ဖြစ်ပြောနေတဲ့ကောင်တွေကိုမေးချင်တာမင်းတို့စစ်တပ်ကမပြစ်မချင်းတီတူဟာဆန္ဒပြနေတဲ့ချိန်မှာအပြင်းအမောက်လုပ်ငန်းပြောဖို့လုပ်ဖို့နေတတ်တာအရှိကဆန္ဒပြဝိုင်းအနောက်ကအမိုက်ကောက်တဲ့အဖွဲကတက်တက်လိုက်ကောက်ဒါတမိုင်းမဟုတ်ဘူးအခုဖြစ်နေတဲ့အရာအဲ့ဒါလို့လောက်ခဲ့တဲ့ပြည်သူအဲ့လိုဆန္ဒပြတာအခုညီပေါ်မှာကြည့်ညီပေါ်မှာဆန္ဒပြတဲ့ပြည်သူနဲ့တို့မြန်မာပြည်ဆန္ဒပြတဲ့ပြည်သူဘာကွာတယ် ဒါပေမဲ့ဒီပေါ်မှာအစိုးရအိမ်တော်တွေဝင်ကြီးချုပ်ရိုက်ပုတ်ထုရိုက်အကုန်မီးရှို့တာတောင်မှသူတို့တိုင်းပြည်မှာငြိမ်သက်အောင်ထိန်းနိုင်တယ်။ကိုနိုင်ငံကစစ်တပ်ခေါင်းဆောင်ဆိုတဲ့ကောင်တွေဘလောက်အပ်ပါကြီးဘလောက်ရုတ်မာတယ်မြင်အောင်ကြည့်အရှေ့ကဆန်နှပြသွားတဲ့အနောက်ကအမိုက်လိုက်ကောက်တယ်အဲ့ဒါလို့ပြည်သူကိုရဲ့ရဲဆက်ဆက်ခစ်ကိုပြောင်းကျင်ခေါင်းကိုပြစ်ဆိုပြီးတက်ပြစ်ကြတာလေပင်ရဲကောင်တွေထွက်ခတ်ဆိုပြီးလမ်းမှာရက်ထားတဲ့ဆိုင်ကယ်တွေကားတွေဘာမှမဆိုင်တဲ့ပြည်သူဝင်ကားတွေရိုက်ပုတ်ခွဲထုရိုက်ဟမ် တမျှလုံနီးလုံတာမဟုတ်ဘူးလားဟမ်ကိုဒီလိုကာလရက်မှာမြို့တွေမှာကိုစိုးလူနိုင်တွေဟူတောင်းကြမှာစိုးတို့တရက်ွက်ကိုအဲလူငယ်တွေအလဲတဲ့ကင်းဆောင်နေကြတယ်နော်ကိုရက်ွက်လုံကြုံရေးအတွက်အဲကင်းဆောင်နေတဲ့လူဝင်လာပြီးခေါင်းအောင်ပေးပစ်တယ်ကဲအဲ့လိုနေလောက်ခဲ့တာလေအဲ့လိုလောက်ခဲ့လို့မခံနိုင်တဲ့အဆုံးမှာရရလက်နဲ့အဲ့ချိန်မှာအခုလိုရိုင်ဖယ်တွေဘာတွေတော့မရသေးဘူးဘာရတယ်ဂက်တနက်လေးတို့လောက်လေးွားတို့နဲ့စတင်တော်လှန်တဲ့တဲအိတ်တွေခုတယ် ပြည်သူစားခဲ့တဲ့ဟာတခုမှမရှိဘူးအဲ့လိုသဲနေခုပြီးစားပြီးတော်နိုင်တော်နိုင်အဲ့လိုလှုပ်တဲ့လူကိုလက်နဲ့ကြီးနဲ့ပြစ်နောက်ဆုံးမြို့လေကောင်မှာ RPG နဲ့ထုလို့ထုဟမ်အဲ့လိုလှုပ်လာတဲ့အစုံမှဒီအခြေအနေထိရောက်လာတာအဲ့တော့ဒီအခြေအနေရောက်လာမှမှဟမ်ဟိုထုံးခင်ဆိုတဲ့ဟိုလူရှိသေးတယ်ဘာသာပေါင်းဆောင်ကဘာဖြစ်တယ်တက်ပလိုက်ဖြတ်ပလိုက်မင်းတို့ဘလူးမဲ့ပြီးလို့လေ တူးမဲ့လေလေတတိုင်းမိလုံးဘုံကျဲနေတာတော့မပြောမဲနဲ့မခံနိုင်လို့ထချတဲ့လူကမှမင်းတို့ကဘာဖြစ်ညာဖြစ်လဲဆိုတော့လီးပဲလို့ပြောရမှာဟောအဲ့လိုလူမျိုးကိုမဟုတ်ဘူးလားရှင်းရှင်းလေးပဲကျွန်တော်တို့ကတဲ့ပဲနိုင်ငံရေးဆိုတာကျွန်တော်ပြောမယ်စီနီယာတွေဂျူနီယာတွေလာမခွဲနဲ့နိုင်ငံရေးလုပ်တယ်ဆိုတာမင်းအမင်းတစ်တက်လုံးလုပ်လားလုပ်လားမင်းစောက်သုံးကြရင်စောက်သုံးမကြဘူးပဲဒီနေ့မှထားလို့လည်းကောင်းတယ်ကိုယ့်တဲ့စောက်သုံးကြရင်နေရာဖယ်ပေးရမှာပဲအဲ့ဒါနိုင်ငံရေးနိုင်ငံအပေါ်ဖြူစင်တဲ့စိတ်ရှိရင်ပြောတာကျွန်တော်ထောက်ဖို့လုပ်တယ်နော်ဟာထိုင်းနိုင်ငံမှာကိုစီးထောက်ဖို့လုပ်လား ကိုယ့်ကိုဆရာလို့လည်းမတတ်ပါဘူးဘာကောင်လို့လဲဒီနေ့မှလုံနိုင်တဲ့လူတွေထားလို့ကိုယ့်ထက်ထီအောင်လာဖယ်ပေးရမှာပဲနေရကိုယ်တတလုံးကိုယ့်ကိုအကောင်လို့မထင်နဲ့ဘာကောင်မှမဟုတ်လောကမှာလူတွေကတော့အခုလက်ရှိတော်လှန်ရေးမှာလေအဲ့ဒီ88မိတဲ့အတိုင်းဝန်းဆိုပို့ဆိုတယ်ငါတို့ကဘလို့လှုပ်လာတာမင်းတို့ကမနေ့တည်းမှထားလို့တာဩမတည့်ရေရှင်လှုပ်လာရင်မထိုင်ပြီးအလိုနှိမ့်ရှိခိုးရမယ်အတိုင်းဟမ်ကိုမင်းကိုနိုင်ပြောထားသလိုပဲအပင်ကြီးလို့လားနှက်ကုန်းဆောက်လာတာပြက်ပြက်တကိုးမရှိတဲ့ကောင်လေးဘလို့ဆောက်ထင်ကြီးရမို့လဲ ဟုတ်တယ်မလားအဲ့တော့နိုင်ငံရေးဆိုတဲ့စကလုံးဟာလူအတုံးချကံပစ္စည်းမဟုတ်ဘူးနိုင်ငံရေးဆိုတာရှင်းရှင်းလေးနိုင်ငံကောင်းဖို့အတွက်လှုပ်တာဘသူပဲလို့လို့မွေးကင်းစာကလေးကနိုင်ငံကောင်းဖို့အတွက်လုံနိုင်ရင်လေအဲ့ဒီမွေးကင်းစာကလေးကိုနိုင်ငံရေးလှုပ်တဲ့သူအဖြစ်လေးစားပေးရမှာပဲမင်းကမွေးကင်းစာမို့လို့ငါကဟိုး88တရားလှုပ်လာမို့လို့ဖင်ကောင်းတော့ကျန်လို့မရဘူးနော်အဲ့တော့မြန်မာပြည်မှာကနိုင်ငံရေးဆိုတဲ့စကလုံးဟာအတုံးချခံစကလုံးဖြစ်နေတာ ကျွန်တော်တို့နိုင်ငံရှင်းနဲ့နိုင်ငံရေးလှုပ်လှမ်းလို့မစားဘူးတသက်လုံးလုံးတော့မဟုတ်နိုင်ငံရေးတဲ့ပတ်သက်ဘာဖြစ်လို့ကိုယ်တွေစိတ်ဓာတ်နဲ့နိုင်ငံရေးလှုပ်လို့မရအောင်နိုင်ငံရေးလှုပ်တယ်ဆိုတော့ကလိန်ငချစ်လှုပ်နိုင်မှဟိုလက်ရှိမြန်မာပြည်ရဲ့ခရီးစည်းကြောင်းပြောတာမြန်မာပြည်မှာနိုင်ငံရေးဆိုတာကကလိန်ငချစ်လှုပ်နိုင်မှဘလောင်းပလဲလှုပ်နိုင်မှရုပ်မာနိုင်မှကောက်ကျစ်နိုင်မှဟမ်ကြော်ခွနိုင်မှဖြက်လက်နိုင်မှအထက်ဖားအောက်ဖိလှုပ်နိုင်မှအဲအဲ့ဒါတွေကမြန်မာပြည်ရဲ့နိုင်ငံရေးကျွန်တော်တို့ကရှင်းတယ်နိုင်ငံကောင်းဖို့အတွက်ပဲနိုင်ငံရေးလှုပ်မှာမဟုတ်ဘူးကြိုက်တဲ့လူလို့ နော်အဲ့တော့ကျွန်တော်တို့နိုင်ငံမှာတကယ်နိုင်ငံအရေးအတွက်နိုင်ငံရေးလှုပ်ရှင်တဲ့လူတွေကိုပြောချင်တာကလက်ရှိအချိန်ကာလတွေနိုင်ငံရေးသမားတွေရဲ့ကာလမဟုတ်ဘူးနိုင်ငံရေးသမားတွေခဏလေးစောင့်ပေးပါနိုင်ငံအရေးကိုလှုပ်တဲ့လူငယ်တွေလှုပ်နေတယ်နိုင်ငံအရေးလှုပ်ပြီးတော့နိုင်ငံအရေးကလမ်းကြောင်းပေါ်ကောင်းသွားပြီဆိုရင်ခင်ဗျားတို့နိုင်ငံရေးသမားတွေလှုပ်ကြပါတော့နော်လောလောဆယ်မှာတော့နိုင်ငံအရေးကအရေးကြီးပါတယ်နိုင်ငံရေးကအရေးမကြီးပါတယ်နော်ဒါကြောင့်မလို့နိုင်ငံရေးဆိုတာလှုပ်ရှားစရာစကလုံးတစ်ခုမဟုတ်ဘူး ဒီတော်လန်ရင်းဟာလက်နက်ကင်လမ်းစဉ်ကိုရှောက်ပြီးပြီဖြစ်တဲ့အတွက်ရန်သူဘက်ကကြိုက်တယ်လို့လို့ကြိုက်တယ်လို့ပြောစောက်ကူးစိုက်เสียအကြောင်းမရှိဘူးကျွန်တော်တို့ရှောက်မဲ့လမ်းကိုကျွန်တော်တို့ရောက်အောင်ရှောက်ဖို့အဓိကပဲကျွန်တော်ဒီလမ်းကိုရွေးခဲ့ပူသွားပြီဒီလမ်းဟာတဝက်ကြမှလှည့်ပြန်လို့ရတဲ့လမ်းမဟုတ်ဘူးတဝက်ကြမှမလုတော့ဘူးလုတို့ရတဲ့လမ်းမဟုတ်ဆုံးအောင်ရှောက်မှရမယ်လမ်းအဲ့တော့တက်နိုင်အဖျားရောက်မယ်နော်ငုံမိတဲတိုင်းတက်နိုင်ဖျားရောက်ဆိုစကလုံးလို့ပဲတက်နိုင်ရင်တော့အဖျားရောက်မှာပဲကျွန်တော်တို့ဒါကြောင့်မို့လို့ တို့စတဲ့ဘူဝပြီအဖျားရအောင်တက်ဖို့ပဲလိုတော့တယ်ဘဲတူတွေဘာပဲလုံးလုံးဘာပဲရောရောဒီစွန်းစံတဲ့ကိုတွက်ချီးလာရောတယ်အဲ့ဒါတွက်ချီးဆိုတာတိအောင်ဖယ်ထုတ်ပြမှာပဲเนาะဒါကြောင့်မို့လို့ဒီသမီးစိုးလိုဟာမျိုးလိုနိုင်ငံရေးပုံမှန်နဲ့ရောပြီးဂျင်းလာမထဲနဲ့တိလာနိုင်ငံအရေးလုံနေတဲ့ဒူတွေနဲ့ဒီလိုဟာတွေနဲ့နန်းလားလဲမှမထိုက်တမ်းဘူးเนาะအဲ့တော့မင်းတို့ကမင်းတို့တက်ထင်းတဲ့ပုံမှန်တက်ပုံမှန်ပေါင်းတရာပဲတက်တက်ပုံမှန်တစ်ထောင်ပဲတက်တက်ဟိုအသက်ပေါင်းတရာလောက်ပဲပြန်ချချမင်းတို့ကြိုက်တာလို့ဒါပေမဲ့ နိုင်ငံရေးပုံမှန်တွေနဲ့တော့လာရောမချနဲ့မတန်လို့ပြောတာ